အချိန်ကလာပေးရောင်နဲ့ဒီချာဝင်းစုရဲ့ထိုင်းစာအခြေခံဖတ်တတ်ချင်လားဒီနေ့တိုင်းတင်နေတဲ့သင်ခန်းစာကိုလိုက်ကြည့်ရောင်မယ်ဒီလေးစလေးလောင်းတင်ခဲ့ပြီးပြီ။အဲ့ဒါ32လောင်းလည်းတင်ခဲ့ပြီးပါပြီ။ဒီနေ့မှာတော့ဘီနဲ့တရာတောင်းဆက်မယ်။ဘယ်လိုထွက်မလဲဆိုတာကြည့်ကြမယ်။အဲ group 1 group 2ကိုအလွယ်နည်းနဲ့မှတ်ပါမယ်။ group 1ကအလဲတန်းတယောက်စု၊ group 2ကအမြင့်တန်းတယောက်စု။ group 1အလဲတန်းတယောက်စုကကြတော့ကော၊ကျော်၊နော်၊တော်၊နော်တော်၊မော၊အော်။ group 2ကကြတော့ ခခချောထထထဖဆဆဆဟအဲ့တော့အတန်တူတရနဲ့ပေါင်းမယ်ပရမှာကြတော့အတန်တူတရရှိမယ်အတန်ရှိတရရှိမှာပေါ့နော်အကအတန်တူတရအာကအတန်ရှိတရဖြစ်ပါတယ်အခုကကြတော့ group 1 group 2ကိုအတန်တူတရနဲ့ပေါင်းဆက်မယ်ရလာတဲ့အတန်ကကြတော့ T2 အတန်ဖြစ်ပါတယ်မနေ့ကသုံးမှတ်တင်ထားတယ်သုံးမှတ် T2 ရဲ့အတန်ကအာသေးတန်အာသေးအတန်နှိုက်ကြတဲ့အတန် low tone အာသေးအတန်ဖြစ်ပါတယ်ရှိ T2 တန်ဆိုလို့ရှိရင်အာ အစမရီလောက်ကြမယ်ကောအကနော်အာဒီမစက်အာအာကိုအတန်အောင်နည်းနည်းလေးတိုးပေးလိုက်မယ်ကောအကကြောအကြတောအတာဒေါဥဒူယိုဇာညတ်တက်ဆိုလို့ရှိရင်ရေကောက်ကို follow ခဲ့ပါနော်